ရှင်အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ DBV ရဲ့ Smart Day Season လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ season လေးမှာဆိုရင်တော့လူငယ်တွေအတွက်ပညာရေးနဲ့ဆိုင်တဲ့ဘုဒ္ဓတရပညာရေးခွင့်လန်းတွေအကြောင်းကိုမျှဝေတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီတစ်ပတ်ရဲ့ Smart Day Season လေးမှာဆိုရင်တော့ Indonesia နိုင်ငံမှာ Full Scholarship နဲ့ပညာသင်ကြားနေတဲ့ညီမလေး Ikin Kin ကိုဖိတ်ခေါ်ထားပါတယ်ဒီညီမလေးကို Indonesia နိုင်ငံရဲ့ပညာရေးအကြောင်းတွေနေထိုင်မှုအကြောင်းတွေနဲ့ကာချရီအကြောင်းကိုမေးမြန်းပေးသွားမှာပါညီမလေးမင်္ဂလာပါမင်္ဂလာပါမ ဟုတ်ကဲ့ပါအရင်ဆုံးကိုကိုကိုမိတ်ဆက်ပေးပါအောင်ညီမလေးဘယ်နိုင်ငံကိုရောက်နေတဲ့အာဘယ်ယူနီဗာစီတီမှာတက်နေတယ်ဆိုတာလေးအရင်ပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါမအာညီမနာမည်ကတော့ Ikinkin ပါညီမလောလောဆယ်မှာအင်ဒိုနီးရှားနိုင်ငံယူဂျာကာတာမြို့မှာရှိတဲ့ University of Muhammadiyah Yogyakarta ဆိုတဲ့တက္ကသိုလ်မှာပေါ့နော်အာ international management and business i must go uh, my four year scholarship နဲ့တက်ရောက်နေပါတယ်မှာ ခုတက်နေတဲ့ university ကိုရွေးချယ်ဖြစ်ခဲ့ပုံလေးပေါ့နော်ဒီအကြောင်းရဲ့အကြောင်းလေးကိုလည်းပြောပြပေးပါဦးညီမလေးဟုတ်ကဲ့ပါမအာဒီညီမတက်တဲ့အကြောင်းကကြတော့ University of Mohammedia Yogyakarta ပေါ့နော်မအာသူကကြတော့ Yogyakarta မြို့မှာရှိရပေါ့နော်အာပထမဦးဆုံးညီမအနေနဲ့အကြီးပြတာကကြတော့အာဒီအကြောင်းတစ်ကြောင်းကိုတက်မယ်ဆိုလို့ရှိရင်အဲ့ဒီအကြောင်းရဲ့ဒီပညာရေး ranking ကိုကြည့်ရပေါ့နော်မဒီ ranking ကဆိုလို့ရှိရင် Indonesia နိုင်ငံရဲ့ အာဒီ private school တဲ့မှာဆိုရှင် private university တဲ့မှာဆိုရှင်အကောင်းဆုံးကျောင်းတွေထဲမှာပါတယ်ပေါ့နော်ဆိုတော့အာဒီ ranking အနေနဲ့လည်းပဲအဆင်ပြေတယ်ပြီးလို့ရှိရင်ဒီ population အနေနဲ့ဆိုလို့ရှိရင်လည်းပဲဒီ youth jakarta ဆိုတဲ့မြို့ကမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ပကံလူမျိုးလို့ခေါ်လို့ရမယ်ဒီနေ့မှာဒီမှာဆိုလို့ရှိရင်သူနန်းတော်ကြီးရှိတယ်ပြီးလို့ရှိရင်ဒီမြို့မှာနေမဲ့အဲတောင်တွေရှိတယ်ပြီးလို့ရှိရင်ကမ်းခြေတွေလည်းအများကြီးရှိရပေါ့နော်ဆိုတော့အာဒီ တွားရင်းလာရင်လည်းပဲအာပြောပြောမယ်အာဒီ destination လေးကလည်းအဆင်ပြေရပေါ့နော်ဆိုတော့ဒီမျိုးလေးကိုယူခဲ့တယ်ဒီကျောင်းကကြတော့ဒီ ranking လေးနဲ့အဆင်ပြေခဲ့တယ်ပေါ့နော်မအဲ့ဒီအတွက်ယူခဲ့တာပေါ့ဒီ Indonesia နိုင်ငံမှာ Mohammedia ဆိုတဲ့ organization ရှိရပေါ့နော်မအဲ့ဒီ organization ကနေလည်းပြလဲပြီးတော့အာဒီဖွင့်တဲ့ကျောင်းလေးကြောင့်ပေါ့အာဆိုတော့အာဒီကျောင်းရဲ့အဓိကအာဒီ vision mission တွေကဆိုလို့ရှိရင်အမ်ဒီ Islamic ရဲ့အာ culture ရဲ့ uh values တွေကိုမူတည်ထားရပေါ့နော်ဆိုတော့အာညီမကဆိုလို့ရှိရင်အာဒီရုပ်စာနဲ့အတက်ဖြစ်ပါမလားဆိုတဲ့အဲဆိုရင်မူလီတော့ရှိခဲ့တယ်ပေါ့နော်အာဒါဒါပေမဲ့အညီမအာလိုအပ်တဲ့အဲဒီစုံစမ်းမှုတွေအကြောင်းကိုလောက်တဲ့လောက်လဲပြီးပြောတကယ်လာလိုက်တဲ့အခါမှာပေါ့နော်သူတို့အနေနဲ့တကယ်ကိုပဲ open minded ဖြစ်လဲပြီးလဲပြီးတော့အာဘယ်လိုပြောရမလဲတဲ့ဟိုလောက discrimination မရှိတဲ့လူကိုလူချင်းမဲ့မြင်တဲ့ အဲလိုမျိုး organization တခုဖြစ်တယ် unit တခုဖြစ်တယ်ဆိုတာသိကြရတယ်ပေါ့နော်။မှဆိုတော့ညီမရဲ့အဲရွေးချယ်မှုကအမှန်ကန်တယ်လို့ပြောလို့ရပါတယ်မှာပေါ့။ဒီအကြောင်းအနေနဲ့ပြောမယ်ဆိုလို့ရှိရင် requirement ကဆိုလို့ရှိရင်သူကအာ Asian နေရာအကြောင်းဖြစ်တဲ့အတွက်အာမြန်မာကျောင်းသားတွေအနည်းနဲ့ဆိုလို့ရှိရင်တော့အများကြီးအာဘယ်လိုပြောရမလဲအထူးတက်လည်းပြင်ဆင်စရာမလိုဘူးပေါ့နော်။အာဘာဖြစ်လို့လဲဆိုလို့ရှိရင်သူကအာဒီ စနစ်ဟောင်းဟိုဘယ်လဲဆယ်တဲ့ပညာရေးလက်ခံနေပေါ့နော်ဆိုတော့အဲ့ဒီဥစားနဲ့ရှောက်လို့ရတယ်နောက်ပြီးတော့ဒီ language proficiency ပေါ့နော်အဲ့ဒီ test solution လည်းပဲသူတို့ကအာဒီ Duolingo ရော TOEFL ရောပြီး IELTS ပေါ့နော်သုံးခုလုံးလက်ခံတယ် TOEFL ဆိုလဲ IPD ITP အကောင်လက်ခံတယ်ပေါ့နော်ဆိုတော့အရင် strip ဖြစ်နေတာမရှိဘူးအာအဓိကအနေနဲ့ solution တော့ဒီဒီ level ပေါ့နော်ဒီ intermediate အဲပြီး upper intermediate ပေါ့နော်အဲ့လောက် level လောက်ရှိတဲ့အဲဒီ ကိုယ့်ရဲ့ language skill ကအဲ့လောက် level လောက်ရှိတဲ့ certificate ကိုပြနိုင်ပြီဆိုလို့ရှင်အဆင်ပြေတယ်ပေါ့နော်။အာအဲ့ဒီအပြင်အာကိုယ့်ရဲ့ရွေးချယ်တဲ့ major ပေါ်မူတည်ပြီးတော့ပေါ့နော်။ကိုလုပ်ခဲ့တဲ့ additional ဘာလို့ပြောရမလဲ activity တွေပြီးရင် certificate တွေအဲ့ဒါတွေဆိုလို့ရှင်လည်းမဖြစ်မနေထည့်ပြရတာရှိတယ်ပေါ့နော်။ဆိုတော့ဟောကိုကအာကိုတက်ရှင်တဲ့ major ကိုတခြားသိမယ်။သိပြီးလို့ရှင်အာဒီမြန်မာနိုင်ငံကပညာရေးကိုအထက်တက်အောင်နဲ့အထက်တက်ပေါ့နော် GED ဒါမှမဟုတ် IGCSE ပေါ့နော် အဲ့လိုမျိုးအာ certificate ပြနိုင်မယ်ပြီးရှင်ဒီ English proficiency level test ပြနိုင်မယ်ပြီးရှင်ကိုရရှင်နေခြင်းနဲ့ major ပေါ်မှာမူတည်ပြီးတော့ဗောနော်မဒီ activity certificate တွေပြနိုင်မယ်ဆိုလို့ရှင်တော့ရှောက်ဝေးရပါပြီမှာဆိုတော့ process ကအရင်တော့ခက်ခဲတာတော့မဟုတ်ပါဘူးမှာအာညီမကအာညီမရွေးချယ်တာကဲတာကြတော့ international management and business ဗောနော်မှာအာညီမအာဒီ major ကိုရွေးချယ်ပြီးခဲ့တဲ့အကြောင်းကကြတော့အာဒီအာညီမဒီအာ ဒီဗာလေတက်ကတော့နားနေတဲ့အချိန်မှာဆိုရှင်အာဒီ sales file မှာလုတ်ခဲ့တယ်ပေါ့နော်မအာ sales file မှာလုတ်တယ်ဆိုပေမဲ့အာညီမရဲ့အဲစိတ်ဝင်စားမှုကဘာစရာလုံးရင်းနဲ့သိခဲ့ရတယ်ပေါ့နော်မအာ sales file မှာလုတ်ရင်းနဲ့အာဒီအာဒီဝန်ထမ်းလေးအပေါ်မှာပေါ့နော်အာဟိုစအမ်ပို့ပြီးတော့ခဲလုတ်ဖြစ်ခဲ့လို့ရှိရင်အာခဲလုတ်ပေးရင်ပေါ့နော်ပို့ပြီးတော့ဝန်ထမ်းနေ potential ပို့ပြီးတော့ဒီလိုလေးလုတ်ရင်တော့ပို့ပြီးတော့ဟိုဘယ်လိုပြောမလဲ သူတို့ရဲ့ potential ပို့ပြီးတော့ရှိလာမှာပဲဆိုပြီးတော့ညီမက sales buy အနေနဲ့စဉ်းစားတာမဟုတ်ဘဲနဲ့ဝန်ထမ်းလေးကိုဘယ်လိုမျိုးလေးခဲလောက်ရရင်ကောင်းမလဲဆိုတဲ့အပိုင်းလေးနဲ့စဉ်းစားလိုက်တာပေါ့နော်ဆိုတော့အိရှာဘိုင်းကိုအမကပို့ညီမကပို့ပြီးတော့စဉ်းစားတာပေါ့နော်ဆိုတော့အတီရွေချက်နဲ့ပဲအာဒီ major ကိုရှောက်ပြလိုက်တာပေါ့နော်ညီမကဒီ business buy နဲ့အိရှာဘိုင်းကိုစဉ်းစားရဲ့ဝန်ထမ်းလေးကိုဘယ်လိုအာ ဘယ်လိုခဲလောက်ရမလဲပြလို့ရှင်ဘယ်လို potential တွေကိုသူတို့ရဲ့ potential ကိုပို့ပြီးတော့အကောင်းဆုံးဖြစ်အောင်လုပ်ရမလဲဆိုတဲ့အပိုင်းကိုပို့ပြီးတော့စိတ်ဝင်စားလို့ဒီမီဂျာလေးကိုရွေးခဲ့တာပါဘို့နောက်ထပ်ကောတခြားအာဘာတွေရွေးချယ်စရာရှိသေးလဲအကြောင်းပါဆိုရင်လေအာအကြောင်းပါဆိုလို့ရှင်တော့မာမေဂျာတွေကဆိုရှင်အာစုံနေပေါ့နော်အာဆေးပိုင်းလည်းပဲရှိရဲပြီးလို့ရှင်ဒီ IT ရှိရဲအာပြီးလို့ရှင်အမ် ဒီဒီ agriculture ဘိုင်းကြီးလည်းပဲရှိရပါတော့။အာဒါပေမဲ့အာတချို့ရဲ့တချို့ major တွေဆိုလို့ရှိရင်တော့ဒီ English International Program မဟုတ်ဘဲနဲ့အာဒီအာဒီ Indonesia Program ပဲရှိရရှိရပါတော့။ဥပမာပြောမယ်ဆိုရှင် IT ပေါ့။ IT ဘိုင်းဆိုလို့ရှိရင်တို့ဒီဘာသာ Indonesia နဲ့ပဲရှိသေးတယ်။လို့ရှိရင် C ဘိုင်းဆိုလို့ရှိရင်လည်းဘာသာ Indonesia နဲ့ပဲရှိသေးတယ်ပေါ့နော်။မဆိုတော့အာရွေးချယ်စရာတွေကအာများတယ်။အာဒါပေမဲ့အဲ့ဒီ major လိုမျိုးတွေဆိုလို့ရှိရင်တော့ဘာသာနဲ့တင်ရဖြစ်တဲ့အတွက် ကိုရွေးတဲ့ major ကဒီ international program ကဘာသာ program လားဆိုတာတော့အာတတိချာစစ်ဖို့လိုတယ်ပေါ့နော်ဆိုတော့အမဓာပြတစ်ခုသိချင်တာလေနိုင်ငံတွေအများကြီးရှိရပေါ့နော်ဒီထိုင်းနိုင်ငံအနည်းဆက်ဆုံးထိုင်းနိုင်ငံတို့ဘာလို့လဲရှိရအဲပြီးတော့ဘန်ကောက်လဲဘန်ကောက်ချင်းမိုင်းဒီ university တွေအများကြီးရှိရထဲမှာအင်ဒိုနီးရှားနိုင်ငံရွေးချယ်ဖြစ်တဲ့အကြောင်းရင်းလေးကိုပြောပြပေးပါဦးညီမလေးဟုတ်ကဲ့ပါမအာအင်ဒိုနီးရှားနိုင်ငံရွေးချယ်ရတဲ့အကြောင်းရင်းကတော့အဓိကဖြစ်တော့ အာနှစ်ခုတော့ရှိရပါတော့เนาะပထမတစ်ခုကကြတော့အာညီမအနေနဲ့စဉ်းစားတာက Asian တဲက country တစ်ခုကိုသွားမယ်ပေါ့เนาะဘယ်နိုင်ငံလို့အာမဆုံးဖြတ်ရသေးဘူးဆိုတော့ဖြစ်နိုင်ရဲ့အရှိဆုံးကကြတော့ဒီ Thai ရဲ့ Indo ရဲ့ပေါ့เนาะအဲ့ဒီနှစ်ခုကအာဒီ scholarship ကိုရှောင်နေတာပေါ့เนาะအာ ဒီ time ကကြတော့ဘာဖြစ်လို့သဘောကျလဲဆိုလို့ရှိရင်အမမြန်မာတွေရှိရပြီလို့ရှိရင်မြန်မာနဲ့နေရပေါ့နော်အဲဒါပေမဲ့အင်ဒိုကိုကြီးလိုက်တဲ့အခါမှာအင်ဒိုကိုဘာကိုသဘောကျမိလဲဆိုလို့ရှိရင်အာသူကဆိုလို့ရှိရင်ဒီ Asia မှာဆိုလို့ရှိရင်ဟိုပြောပြမယ်အလားအလာနဲ့တက်နေတဲ့နိုင်ငံတစ်ခုလည်းဖြစ်တယ်အဲဒီတိုးတက်မှုတွေကိုလည်းပဲမြင်ရတယ်ပေါ့နော်ဆိုတော့အာအဲ့ဒီနိုင်ငံကိုအာနောက်တစ်ခုကကြတော့ဒီအာသူ့ရဲ့ဒီရေမြေတောတောင်တဘာဝပေါ့နော်အဲ့လိုမျိုးအာ ဲ့လိုမျိုးဒီကိုညီမကလည်း personally ရသဘောကြတယ်ပေါ့နော်ဆိုတော့အာဒီညီမညီမတွားရမယ်ဒီတက်ရမယ်အဲနေရာကဆိုလို့ရှိရင်လည်း Java ဂျုံပေါ့နော်အဲ Java ဂျုံဆိုတော့အဲ့ဒီဂျုံရဲ့အဲဘယ်လိုပြောလဲအနေအထားဘယ်လိုလေးရှိလဲဘာလေးတွေရှိလဲဆိုတာကိုအာညီမရင်းနဲ့ export လုပ်ပြတယ်ပေါ့နော်ဒီမီတော့တော့အရာရဲ့ပြုရှင်သူရဲ့ development ပေါ့နော် potential အရာရဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီ indo ကိုရွေးခဲ့တာပေါ့နော်။အာနောက်တစ်ချက်ကကြတော့ညီမအနေနဲ့ အဲဒီ2018ကနေပြီးတော့10အောင်နာဖြစ်တဲ့အတွက်အာဒီအစကောလာရှစ်တွေလည်းရှောက်ပြပေါ့နော်ရှောက်ပြီးတော့ဒီ Asian Tech ကဒါပဲဒီ Internet ထိုင်းတဲ့ကတခုခုရလို့ရှိရင်တော့ညီမအနေနဲ့ဟိုပြရမယ်တက်လိုက်ရှင်နေပေါ့နော်ဆိုတော့အဲ့ဒီကြောင်းလည်းပဲဒီ Indo ကနေပြီးတော့ scholarship ရခဲ့တော့အဲ့ဒီပတ်တန်ပြီးတော့လာခဲ့ရလဲပါရဲ့ပါဆိုတော့ဟုတ်အဲ့ဒီနှစ်ချက်ကြောင့် အခုဆိုလဲညီမလေးက scholarship တွေအများကြီးအချင်းချင်းလျှောက်ခဲ့ပြီးတော့မှဒီအင်ဒိုနီးရှားနိုင်ငံရဲ့အကြောင်းတစ်ခုမှ full scholarship နဲ့တက်ရောက်နေခဲ့ရဆိုတော့တချို့ဒီ scholarship ကိုအချင်းချင်းလျှောက်နေပြီးတော့မှလက်လျှော့ချင်တဲ့လူတွေလူငယ်လေးတွေရှိမယ်သူတို့တွေကိုလည်းလက်မလျှော့အောင်ပြီးတော့နောက်ထပ်ဒီကြောင်းတက်မဲ့ကြောင်းတက်ဖို့ကြိုးစားနေတဲ့လူငယ်လေးတွေကိုရောဒီအကြံပြုစကားပေါ့နော်ခွန်အားဖြစ်စေမယ့်စကားလေးပြောပြပါအောင်ရှင် အာဒီ scholarship ကိုအာမမရဘူးရှောက်ဖို့တန်းပြီးတော့မရဘူးဆိုတာကတော့ဒါကအထူးဆန်းမဟုတ်ဘူးပေါ့နော်ဒါကတကယ်တကယ်ဆရာကြီးတွေဆိုလို့ရှင်လည်းပဲဒီဒီဒီရှောက်လိုက် reject ခံရလိုက်ပြီးလို့ရှင်ပြန်ရှောက်လိုက်ပေါ့နော်ရလာရတာပေါ့နော်ဆိုတော့ဒါကကျတော့ normal process ဖြစ်ပါတယ်ပေါ့နော် ဟိုဘယ်လိုမျိုးအာဘယ်လိုမျိုးပြင်ဆင်နိုင်လဲဆိုရှင်အဓိကပြင်တော့ဒီ scholar mindset ကိုတွင်းစီချင်ပါတယ်ပေါ့နော် scholar mindset ဆိုရင်ညီမနေဘယ်လိုမျိုးအဓိပ္ပာယ်ဖွင့်လဲဆိုလို့ရှိရင်တော့အာဒီအာဒီ scholar ကဆိုလို့ရှိရင်ငါနဲ့ထိုက်တယ်မယ်ဒီ scholar တွေမှာဘယ်လိုမျိုးစိတ်ဓာတ်အရေးရှိနေရှိလဲပေါ့နော်အဲ့ဒါတွေကိုအာဒီရ နှင်းနေပြီးတာပေါ့နော်စီနီယာတွေစီကနေလည်းပြီးတဲ့ပြီးတော့သူတို့ကိုသူတို့တွေကလည်းအခုခေတ်ဆိုပြီးတော့လွယ်ပါတယ်ပေါ့နော်ဒီ webinar တွေနောက်ပြီးရှင်သူတို့ကို personality အရာအာချင့်ကပ်ပြီးတော့နောက်ပြီးတော့သူရဲ့ social media မှာဘာတွေတင်ကြလဲပေါ့နော်အဲ့ဒါကိုတစ်ချက်စောင့်ကြည့်ပြီးတော့အဲသူတို့လိုမျိုးအာ mindset တွေတွင်မယ်ပြီးလို့ရှင်သူတို့လို skill တွေဖြစ်မယ်ဆိုလို့ရှင်အာဒီဒီဟာကတော့မဖြစ်မနေအာပြပြောင်းနေရလာနိုင်တာပေါ့နော်နောက်တစ်ခုရှိတာက scholarship တိုင်းကဆိုလို့ရှင်ကိုနဲ့အဲကိုနဲ့ ဟိုဘယ်လိုပြောရလဲ fit မဖြစ်နိုင်ဘူးပေါ့နော်ဒီတချို့ scholarship တွေဆိုလို့ရှိရင်သူလိုချင်တဲ့ certain criteria တွေရှိရပေါ့နော်ဆိုတော့ကိုယ့် scholarship က need based ကိုရှောင်းမဲ့ scholarship က need based လားပြီးလို့ရှိရင် merit based လားပေါ့နော်အဲ့ဒါကိုလည်းပဲအာတချမ်းအကြည့်စီချင်ပါတယ်အာဒီအဘ activity တွေကို demand ဖြစ်လဲပေါ့နော်ဆိုတော့ဥစ္စာတွေလည်းကြည့်ပြီးတော့ပုံအနေနဲ့ဒီလိုအပ်တဲ့ skill တွေကိုလည်းပဲဖြည့်ဆည်းရှင်ပါတယ် အာဖြစ်တဲ့အခါမှာလည်းပဲအာဒီ UK အများကြီးဖြစ်ရတော့ volunteer ပေါ့နော်ဆိုတော့ဒီ volunteer တွေလျှောက်တဲ့အခါမှာလည်းပဲတချို့ဟို organization တွေဆိုလို့ရှိရင်ပေါ့နော်အာဒီ scholarship လျှောက်ဖို့အတွက် recommendation ရေးပေးမှာပေါ့နော် volunteer လာလောက်ပါဆိုပြီးတော့အဲ့လိုပြောရရှိအကြလို့ရှိရင်လည်းကိုရှောင်းတဲ့ organization ကပေါ်တကယ်အဲ reputation အကောင့်လာပေါ့နော်အဲ့ဒါတွေလည်းတစ်ချက် check ပြီးတော့လုံးစိတ်ချင်ပါတယ်ကို certificate ရရုံနဲ့မဟုတ်ဘူးဗောနော်ကိုကလောက်အားတွေရောအချိန်တွေရောပေးထားတာဖြစ်တဲ့အတွက်အဲနောက်ဆုံးတစ်ချက်အနည်းငယ်ကတော့ကိုကဘာကိုသိယူချင်ရလဲဆိုတာကိုသိချာသိဖို့လိုပါတယ်ဗောနော်ဘာဖြစ်လဲဆိုရှင်အာဒီ scholarship ရောက်တဲ့အကောင့်အားဆိုရှင်ကိုက personal statement ကြီးရပြီဟုတ်ပြီကိုကဒီ major ကိုလိုချင်တယ်ဘာကြောင့်စိတ်ဝင်စားရလဲပြီးလို့ရှိရင်ဒီဘလို့ပြန်ပြီးတော့အကျိုးပြုမှာလဲပေါ့နော်ဒီ university ရောပြီးလို့ရှိရင်ကိုယ့်ရဲ့ community ကိုပေါ့နော်အဲ့လိုမျိုးပြန်ပြီးတော့ရေးတဲ့အခါမှာ ိုကတကယ်ဘာကိုစိတ်ဝင်စားလဲဆိုတာတရားသိတဲ့အခါမှပဲအဲရေးလို့ရမှာပေါ့နော်ဆိုတော့အာအဲ့ဒီဥစ္စာကိုလည်းပဲကိုဘာကိုစိတ်ဝင်စားလဲဆိုတာကိုတစ်ချက်အာတရားသိအောင်လို့စိတ်ချင်ပါတယ်ပေါ့နော်ဒီမတို့အော်လုပ်နေတဲ့ project ကလေးတစ်ခုလည်းရှိပါတယ်ပေါ့နော်။အာဒီ UPP ဆိုတဲ့ project ကလေးပေါ့နော်။မှ University Preparatory Program ပေါ့နော်။အာဒီ program လေးမှာဆိုလို့ရှိရင်တော့ဒီကျောင်းသားတွေကြည်ကြည်ပြက်ပြက်ဟို Facebook ပြီးတဲ့ Facebook GED Education Agency ဆိုပေါ့နော်ပြီးတဲ့ကျောင်းသားတွေအနေနဲ့ဒီ higher education ကိုကိုပြောင်းတဲ့အခါမှာဒီဘက်ဟိုကိုပါကိုစိတ်ဝင်စားလဲဆိုတော့သိနေအောင်ညီမတို့ဒီ seven departments ပေါ့နော်ခန့်နဲ့ပြင်ဆင်ထားတာရှိပါတယ်မှအဲဒီ seven department တွေမှာဆိုလို့ရှိရင် STEM တွေပါမယ်ပြီး business line တွေပါမယ်အဲ့ပြီးလို့ရှိရင် C line တွေပါမယ် လို့ရှိရင် art part နေလဲပါမယ်ပေါ့နော်အဲ့လိုမျိုး seven department ပါမယ်အဲ့ seven department ကိုက department တစ်ခုစီကိုဒီ cost ၅ခုစီပေါ့နော်အဲ့ဒါနေညီမတို့ဖွဲ့စည်းကြတာရှိရအဲ့ဒါ cost က35ခုပေါ့နော်အာအဲ့ဒီ35ခုအပြင်ဒီဒီရှေ့မှာလည်းပဲသူ့ရဲ့ 21st century skill ဆိုပြီးတော့ဒီ university ကိုတက်ရောက်မယ်ကျောင်းသားတွေအနေနဲ့ research develop လုပ်ရမယ်ပြီး presentation တွေပြီးလို့ရှိရင် personal branding တွေပေါ့နော်ဆိုတော့အဲ့လို soft skill တွေကိုလည်းပဲဒီဒီ program မှာဟိုညီမတို့အနေနဲ့ ီ share ပေးသွားဖို့ရှိရပေါ့เนาะဆိုတော့ဟိုညီမတို့အဲ့ဒီ program လေးလည်းပဲအဒီ youth in lab မြန်မာမှာအာဒီ implement လုပ်ဖို့ရှိပါတယ်ပေါ့เนาะလောလောဆယ်တော့အာအလောဆယ်တော့ညီမတို့ဒီ course ကို set up လုပ်နေလို့ပေါ့เนาะဆိုတော့အာဒီ program လေးကိုလည်းပဲအာဟို youth in lab မြန်မာ page မှာစောင့်ကြည့်နိုင်ပါတယ်အဲနောက်ပြီးတော့အာဒီခုနကလို့ဒီ scholar ပေးမှာရှိတဲ့အ mindset နဲ့အဲဘယ်လိုရှင်အရေးချင်းတွေကိုဖြစ်ပြီးတော့အာလူချင်းနဲ့အဲ scholarship ကိုအာရကြပါစေလို့ အာစုံကားလိုက်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ညီမလေးကျေးဇူးတင်ပါတယ်မသိပ္ပံနီးပညာနဲ့ပညာရေးသတင်းအချက်လက်တွေဘ ਹੁ တုတတွေကိုတပတ်ခြားတစ်ခါအသစ်ထုတ်လွှင့်တင်ဆက်ပေးနေတဲ့ TVS Smarter နဲ့ Knowledge Season မှာကျိုးရုပ်တန်လိုက်ကနေကြည့်မယ်ဆိုရင်တော့ Smarter Season ကိုတနင်္လာအင်ကာဗုဒ္ဓဦးနဲ့ကြာတာပေးနေတွေမှာထုတ်လွှင့်ပေးနေပါတယ် Knowledge Season ကိုတော့တောက်ကြစနေတနင်္ဂနွေနေ့တွေမှာကြည့်လို့ရမှာပါ ။ online ကနေကြည့်မယ်ဆိုရင်တော့ DBB TV News ရဲ့ YouTube channel နဲ့ Facebook page တွေမှာပြန်လည်ပြီးတော့ကြည့်လို့ရပါတယ်။ဒီ season နဲ့ပတ်သက်ပြီးတော့ဝေဖန်ဆွေးနွေးအကြံပြုလို့ရအောင် Smarter DBB Facebook page ကို like and follow လုပ်ထားဖို့မမေ့နဲ့နော်။မြန်မာပြည်သူပြည်သားတွေအားလုံးပညာပြည့်ဝနှလုံးလှနိုင်ကြပါစေလို့လည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်။နောက်ထပ် season တွေမှာပြန်လည်တွေ့ဆုံကြပါမယ်။ကျမတော်ငူခတ်တာပါ။